Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ဒီနေ့ညပိုင်းရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းတချို့ကိုကျွန်တော်တို့သာဆွေးနွေးကြည့်အောင်ပါအားလုံးအားလုံးမင်္ဂလာပါဆိုတော့အပြောင်းအရွှေ့သတင်းတွေမတိုင်ခင်ကျွန်တော်တို့သာ Samuel Lescup ကျွန်တော်တို့ပြောထားတဲ့ Kobe Mainu နဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်တို့ပြောရရင်စပါးနဲ့ပွဲမှာဒဏ်ရာပြဿနာကြောင့်ပေါ့နော် အရန်ကုန်မှာတော့မပါနိုင်ခဲ့တဲ့အကွင်းလေကစားမဖြစ်တဲ့ကိုဘီမိန်းနူးကလာမယ့်အေဗာဒန်နဲ့ပွဲမှာတော့ပြန်ဝင်ပြန်ပြီးတော့ပါဝင်လာနိုင်ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်။အဲ့တော့မိန်းနူးတို့ကတော့ဒီစပါးကိုကျွန်တော်တို့ဒါနှစ်ခုစီတည်ချခဲ့တဲ့ပွဲမှာ စားဖို့မပြောနဲ့လူစင်းနဲ့တော့မပါခဲ့ဘူးပေါ့သူတမင်ကျွန်တော်လက်ကျင်ကွင်းစင်းရင်နဲ့နည်းနည်းထိခိုက်မှုအနေငယ်ရှိခဲ့တဲ့သဘောပါအဲ့တော့ MOD ရဲ့ဘက်ကလုံးဝကိုကျွန်တော်တည်မလာဘဲနဲ့ထဲ့မလာဘဲနဲ့လူစင်းတဲ့ကိုလည်းကျွန်တော်ဘယ်တော့ပါမလာခဲ့ဘူးဆိုတော့လက်ရှိ international break နှစ်ပတ်နားရမယ်အဲပြီးတာနဲ့သူကအဲပြောရရင်ကျွန်တော် အသင်းရဲ့ပွဲစဉ်တွေကိုပြန်ပါနိုင်မယ်ပေါ့ဗျာပွဲထွက်လူစင်းမှာပါလာနိုင်မလားဆိုတာကတော့ကွင်းလင်ကစားမဖြစ်တဲ့ဘရူနိုဖာနန်ဒက်စ်ကိုပေါ့နော်တိုက်စစ်ကိုထည့်ပြီးတော့သုံးမှာလားပေါ့ထားပါတော့အခုဆိုလို့ရှိရင်တည်ကြတဲ့ကျွန်တော်တို့ဒီယာပီလိုအေဗာဒန်နဲ့ရှင်မင်းကစားမဲ့ပွဲမှာဆိုရင်ဘင်ဂျမင်ရှက်ကိုပါနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ရှက်ကိုနဲ့ပတ်သက်လို့ဒင်ယာပြဿနာကိုကျွန်တော်တို့ဒါအတိအကျဘယ်တော့ပြန်လာမလဲဆိုတော့သိရဖို့နေနေတာဒါအခုကိုပဲလက်ရှိအသင်းရဲ့အသင်းရဲ့ဘက်ကရှက်ကိုဒင်ယာကိုလုံးဝ clarify လုပ်ထားတာမျိုးဘာမှမရှိဘူးဗျာ เนาะဟို official statement นี่ဘာနေねပြက်ပြက်တတပြောထားတာလေကျွန်တော်ဘာမှမရှိဘူးအဲ့တော့ကျွန်တော်အနေနဲ့ Chesco ပြန်ပါလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူး Everton နဲ့ပွဲမှာဆိုတော့ Chesco မပါဘူးဆိုလို့ရင်ကျွန်တော်မှာဖြစ်နိုင်ကြီးကနှစ်ခုရှိတယ်နံပါတ်1ကကျွန်တော်ဘောเนาะ Joshua Zigzi ကိုအဲကျွန်တော်ပွဲထွက်လူစင်မှာတုံးဖို့ပဲအဲ့ဒါကအချီနေနေတယ်ကျွန်တော်အထင်ပေါ့နော်အဲ့ဒါဆိုလို့ချင်းကျွန်တော် Matthew Kunya ကို tight sit ကိုပို့မယ် Mason Mount ကို number 10 row ကိုထည့်မယ်ပေါ့အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ Mason Mount ကိုကျွန်တော်မထည့်ဘဲနဲ့ Bruno Fernandes ကို number 10 row ကိုပို့ပြီးရင် ွင်းလယ်မှာကိုဝီမင်းနူးနဲ့သူတို့ဒီကက်ဆမဲရိုကိုတွဲပြီးတော့ကစားဖို့ပဲအဲ့လိုဆိုလို့ရှိရင်တော့မင်းနူးတွက်ကမျောလင်းချက်ရှိနိုင်နေပေါ့ဒါကြောင့်ကျွန်တော်တို့ကြည့်ရရင်ကိုဝီမင်းနူးရဲ့အနေထားကမန်ချက်စတာယူနိုက်တက်မှာအင်ဂျူရီပြဿနာရသည်ဖြစ်စေမရသည်ဖြစ်စေကစားခွင့်ရဖို့အခွင့်အရေးကတအားကိုနည်းပါတယ်တော်ဒါအပြင်လက်ရှိအပတ်နဲ့ပွဲမှာလူစင်းနေကိုပြန်ပါလာတော့ကလွင်ရင်ကျွန်တော်တို့ကြကြအများကြီးမြင်ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ပို့ပြီးတော့ဆိုတာကဒီဘရူနိုဖာနန်ဒက်စ်တိုက်စစ်ကို တွန်းပို့ဖို့နေနေတာသူ့မှာသူစိတ်ကြိုက်မေဆန်မောင်းနူပလီယာရှိနေတယ်ဆိုတော့ရှက်ကူမပါနိုင်တော့မှအန်ဘူမူကျွန်တော်တို့ဒါကုညာနဲ့မေဆန်မောင်းဆိုတဲ့၃ယောက်ကိုတိုက်စစ်မှာမြင်ရနိုင်တယ်ဖာနန်ဒက်စ်ကိုရှိ ਉ ပို့မှာမဟုတ်ဘူးဖာနန်ဒက်စ်ကိုရှိ ਉ မပို့သေး၍เนาะကျွန်တော်တို့ဒီမင်းနူကနေရာရစရာအကြောင်းကမရှိဘူးဗျအန်ဘူရင်ပြောသလိုဆိုရင်အဲဒါကြောင့်ပေါ့နော်ကစားမဖြစ်သူကတော့အေဗာတန်ရဲ့ပွဲမှာလူစင်းတဲ့ကိုတော့ပြန်ပါလာနိုင်စွမ်းရှိတယ်လို့ထင်တယ်လုံးဝပွဲထွက်လူစင်းနေပါတယ်မှာတော့ပါလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲလူငယ်ကစားမလေးဖြစ်တဲ့ဒီကိုလီယွန်ကလည်း သူဘယ်လိုရမလဲပါရာဂွေးကစားမတယောက်အနေနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ကိုကူစားပြုရတာဟာသူ့နိုင်ငံသားတွေကဘယ်လောက်ထိကိုယူနေတယ်လဲဆိုတာကိုသူပြောထားတာလေးကျွန်တော်ရှိတယ်ပေါ့လေပါရာဂွေးနိုင်ငံကကစားမတယောက်ကမန်ချက်စတာယူနိုက်တက်မှာကစားကွင်းရနေတယ်ဆိုတာကတကယ်ကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်ပေါ့နော်ပါရာဂွေးနိုင်ငံသားတွေကလည်းသူတို့နိုင်ငံသားတယောက်ယူနိုက်တက်လိုအသင်းမျိုးမှာရှိနေတယ်ဆိုတာကိုတော်တော်လေးကိုဂုဏ်ယူကြတဲ့နေရာမှာပါတယ်ပေါ့ဒီလိုကိုယ်နိုင်ငံသားတွေအတွက်ဂုဏ်ယူရအောင်ကူစားပြုနိုင်ခဲ့တာက သူ့အနေနဲ့ပေါ့နော်အင်မတန်ကောင်းတဲ့ခံစားမှုမျိုးရတယ်ပေါ့နော်လက်ရွေးစင်အတင်းတွေလည်းကစားနေရတာကိုအိမ်ကမိသားစုတွေရဲ့ဘက်ကလည်းကြည့်ပြီးတော့ဂုဏ်ယူနေကြတာကလည်းကျွန်တော်တို့တော့ပြောမပြနိုင်အောင်ပဲဗျာပေါ့နော်ပါရာဂွေးနိုင်ငံသားတွေကလည်းကျွန်တော်အင်မတန်ကိုဖော်ပြကြတဲ့တယ်မှာပါတယ်မန်ချက်စတာယူနိုက်တက်မှာပေါ့နော်သူနိုင်ငံသူတို့နိုင်ငံကိုကစားပြုခွင့်ရတာကိုလည်းဂုဏ်ယူနေကြတယ်ပေါ့ဒါကတော့ကျွန်တော်အနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောမလဲဒါမှန်ပါတယ်ဂုဏ်ယူစရာဆိုတာမျိုးက အထူးသဖြင့်သူ့လိုလူငယ်ကစားမလေးတယောက်အတွက်ပေါ့နော်မန်ချက်စတာယူနိုက်တက်မှာပါလာဂွေးကစားမဆိုတာအများကြီးရှိသေးရှိတာမှရှိတာမှမဟုတ်တာယူနိုက်တက်လိုနေရာမျိုးမှာကစားဖို့ဆိုတာကပုံမှန်ကစားဝင်ရနေတဲ့နိုင်ငံသားတွေတောင်မှဂုဏ်ယူရတဲ့အရာမျိုးပြဆိုတော့အခုလိုမျိုးတောင်အမေရိကကအစ်နော်ကျွန်တော်တို့ဒီနိုင်ငံတစ်ခုရဲ့ကစားမကသူတို့ကစားဝင်ရတယ်ပြလို့ရှိရင်လည်းဒီလူငယ်လေးက တချို့အတင်းကြီးပွဲတွေကစားကွင်းရနေပြီပါညာဆိုတော့မြို့ကဒါတော့မစိုးဘူးလို့ကျွန်တော်ပြောပါတော့ဆိုတော့ဒါပါဒါကတော့ရှိကစားမလေးနဲ့ပတ်သက်လို့ပြောရတာသူကိုယ်တိုင်ဆိုတော့နောက်တစ်ခုဒါဆိုင်မွန်ဂျုံးစ်တို့ဘာလို့ကနေပြီးတော့ပေါ့နော်ပြောထားတဲ့အပြောင်းအရွှေ့လေးတကူကပါလဲဆိုတော့ Manchester United အတင်းကတော့ Sporting ရဲ့ပေါ့နော်လူငယ်ကစားမလေးဖြစ်တဲ့ Salvador Broba ကိုခေါ်ယူဖို့အတွက် Imminent စိတ်ဝင်စားနေတယ်ပေါ့နော်ဒါတန်တော့မှန်လိမ့်မယ်ထင်တယ်ဆက်ရှိနေရွယ်ပဲရှိသေးတဲ့ Salvador က right back လည်းကစားနိုင်တယ်လို့ညာပေါ့နော် right midfield မှာလည်း ကစားနိုင်စွမ်းရှိတယ်ပေါ့ဒါအပြင်ဒီကစားမလေးကိုလက်ရှိ PSG ရဲ့ Nuno Mendes နဲ့လည်းနှိုင်းရှင်တာမျိုးခံနေရတာလည်းဖြစ်တယ်မနော်အရက်ကလည်း6ပေ2လက်မလောက်ရှိတဲ့အတွက်တိုက်စစ်လိုက်ပါနိုင်တဲ့နေရာမှာကောခံစစ်မှာကော physical ပိုင်းအရာပေါ့နော် immediate စိတ်ချရတဲ့တယ်မှာပါတယ်ဆိုတော့ United နဲ့ဒီကစားမဖြစ်သူရဲ့အခြေအနေကိုစောင့်ကြည့်နေပြီးတော့ကျွန်တော်တကယ်ခေါ်ဝူကျူပန်ပန်ပဲကျွန်တော်ကြည့်ရမယ်ပေါ့ကျွန်တော်ကတော့လူငယ်ကစားမားတွေနဲ့ပတ်သက်ရင်အတင်းဘက်ကတော်တော်လေးကိုအလီးထားတယ်လို့ကျွန်တော်ထင်တယ်လူငယ်ကစားမားတွေနဲ့ပတ်သက်လို့ရှိရင်လည်း နောက်ပိုင်းမှာတအားကိုပေါ့နော်ကျွန်တော်တို့ခေါ်တာမျိုးတွေကျွန်တော်ရှိလာတယ်။သူကကောင်းတာတစ်ခုကတော့ဟိုဘဲချန်းကောညာချန်းကောကစားနိုင်တဲ့ကစားမမျိုးပါ။ဒါပေမဲ့လို့ပေါ့နော် right midfi right back ကိုပဲသူကအများစုကစားတယ်ပေါ့။အခုမှပေါ်တူဂီ B အသင်းမှာလာမသိသူကစားနေရတာပေါ့နော်။ဟိုပေါ်တူဂီ Premier League ကျွန်တော်တို့ဒါ second tier မှာလာမသိသူကစားနေရတယ်ထင်ပါတယ်။အဲ့တော့ဒီကစားမနဲ့ပတ်သက်လို့ရှိရင် United နဲ့ကအများကြီးသတင်းထွက်တာမျိုးကျွန်တော်မရှိသေးဘူး။ ကစားမကလည်းလူငယ်ကစားမတွေအတွက်အသင်းရဲ့ဘက်ကဝေယူဖို့အတွက်ဒီစိတ်ဝင်စားမှုခံနေရတဲ့အခြေအနေလောက်ပါပဲဆိုတော့ session နှစ်ရွယ်ပဲကျွန်တော်တို့ရှိသေးတာပြီးလို့ရှိရင်လက်ရှိ2025-2026မှာဆိုရင်တပွဲကစားပြီးတော့သူနှစ်ကိုးဖန်တီးထားတယ်ပေါ့နော်ဆိုတော့ဘာပဲပြောပြောအသင်းတွက်ကတော့လူငယ်ကစားမတွေကိုဦးစားပေးပြီးတော့နောက်ပိုင်းကျူးမန်းလာတဲ့အတွက်ဒီကစားမကိုလည်းအမှန်ကန်မခေါ်ဘူးလို့ကျွန်တော်ပြောလို့တော့မရဘူးပေါ့နော်တိုးတော်လည်းပဲ တကယ်ထိရောက်တဲ့အပြောင်းရွှေ့တွေတော့လက်ရှိမှာဘာမှတော့မလုပ်ရသေးပါဘူးဆိုတော့အတင်းဘက်ကဘာတွေဆက်ပြီးတော့ကြိုးပမ်းမလဲကြည့်အောင်ကြည့်ရမယ်ဆိုတော့ဒီနေ့ညကတော့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေအရန်ကောင်းတဲ့သတင်းတွေကျွန်တော်ရမှထားပေးမယ်လို့ဒီလိုအပြောင်းရွှေ့သတင်းလေးတွေတော့ကျွန်တော်ရှိတယ်ဆိုညီကတို့နေနေရောလူငယ်ကစားမားလေးတွေအတင်းအကယ်ဒမီတွေကအများကြီးကျွန်တော်တို့ကတော့ဦးစားပေးခေါ်နေတာတွေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးကြည့်ရှုပါပြီးတဲ့ညီကများတို့ကိုချစ်သမီးများကြီးတို့ပါတယ်